မင်္ဂလာပါကျွန်တော်တို့2024ခုနှစ်တုန်းကစစ်မေးခဲ့တဲ့ဒီအင်္ဂလိပ်စာမေးခွန်းဟောင်းနေတွေကပထမဆုံး question number 1 initial letters တွေကဒီ legend ကနေတခုကြည့်ကြအောင်နော်ဟောသူပေးထားတဲ့ instruction ကတော့ complete the sentences with the appropriate words သင်တော်ရဲ့စကားလုံးတွေနဲ့ဝါချတွေကိုဖြည့်ဆွတ်ပြပါတဲ့ the initial letters are given အစစလုံးလေးတွေကိုပေးထားပါ number 1ကြည့်ကြည့်မယ် many people seek blank jobs to provide financial security for their families. Seek, so I sharp we are no. Uh, many people seek blank jobs. လူများစွာက blank အလုပ်တွေကိုရှာဖွေကြ။ဒီတန်းဆိုရင် W နဲ့စတဲ့အခါကျတော့ဘယ်အလုပ်လဲဆိုတော့ကိုယ်အလုပ်ကိုမသိနိုင်ဘူး။အဲ့တော့စက်တိကြည့်မယ် to provide financial security for their families. အော်မိသားစုကိုနော်သူတို့ဘာဖြစ်လဲလုံခြုံရေးပေးနိုင်မှုလုံခြုံမှုတွေအာမခံချက်တွေအဲ့ဒါတွေပေးနိုင်မှုအတွက် ဘလူးဂျော့ချ်တွေကိုလူများစွာကနေပြီးတော့ရှာကြတယ်။အဲလူများစွာကဘာတွေရှာကြတယ်လဲဆိုရင်လာသာကောင်းတဲ့အလုပ်တွေကိုရှာကြတာဖြစ်မှာပေါ့။အဲတော့လာသာကောင်းတဲ့အလုပ်ကိုအင်္ဂလိပ်လို့ခေါ်လဲ well paid ဆိုပြပါဘာလို့လဲလာသာကောင်းတဲ့အလုပ်ကိုဘယ်လိုခေါ်မလဲ well paid ပေါ့လာသာကောင်းတဲ့အလုပ် W E L L well P A I D paid well paid Number two, leaders should demonstrate blank behavior to earn the confidence of their staff. Uh, leaders should demonstrate the kaunong ni ani bio pya ta tin na bo. Ba ho pya ta tin na so blank behavior, blank appeal mu ri go ba lo phoe twel le to earn the confidence of their staff. Thru wen nan ni ye yong chi mu go ya bo atwet. ကဲဒါဆိုရင်အစရက confidence ကိုရဖို့ဆိုရင်ယုံကြည်မှုကိုပြဖို့ဆိုရင်ဘလို့အပြုတ်မှုလေးတွေကိုပြတဲ့အဲ့တော့ ယုံကြည်ထိုက်တဲ့အပြုမူမျိုးပေါ့နော်ယုံကြည်လောက်တဲ့အပြုမူမျိုးအဲ့ဒါကိုထီနဲ့စတဲ့စကားလုံးပါရှိ trustworthy ရှိတာပေါ့ trustworthy နော် T R U S T W O R T H Y trustworthy three it is not polite to blank someone while they are speaking or it is not polite မရင်ကျူးဘာလို့တာမရင်ကျူးတာလဲ to blank someone ်ဘွားတရား speaking စကားပြောနေတဲ့အချိန်မှာတစုံတစ်ယောက်ကိုပြောနေတဲ့အချိန်မှာဘာလို့လို့ရနားထောင်လို့ရမယ်အော်နောက်တစ်ခုကပြောလို့ရမယ်ဒါပေမဲ့တရားပြောနေတဲ့အချိန်မှာကိုကပြောမယ်ဆိုရင်အဲ့ဒါဖြတ်ပြောတာဖြစ်မယ်လीအဲ့တော့ဖြတ်ပြောတဲ့ဥစ္စာမျိုးအင်္ဂလိပ်လိုခေါ်မလဲ interrupt လုပ်တယ်လို့ခေါ်တာပေါ့ဟုတ်ပြီနော်ဒါကြောင့်မလို့ interrupt လုပ်တဲ့ဥစ္စာကမရင်ကြည့်ဘူးလို့ပြောရမယ် so how do you spell interrupt i n t e r r u p t interrupt ဒါမနော် Number 4. Traveling across time zones often leads to jet lag and blank. traveling across time zones ဒီ time zone တွေကိုဖြတ်ပြီးတော့เนาะခီးသွားတာပေါ့ဆိုလိုချင်တာကိုယ်ကဒီမှာအာရှနေပြီးတော့ဟိုအမေရိကသွားမယ်ဥရောပသွားမယ်ဆိုရင်အချိန်ကြီးကမတူလေကိုဒီမှာရောက်သွားတဲ့အချိန်နဲ့ဟိုရောက်သွားတဲ့အချိန်နဲ့အဲ့လိုမျိုးတွေမတူတဲ့အခါမျိုးကျတော့ဟို jet lag ဆိုရင်အဲ့လိုဖြစ်လို့ပင်ပန်းနှွမ်းနေရမျိုး jet lag လို့ခေါ်တယ်ပြီးတော့ F နဲ့စတဲ့ဥစ္စာလည်းဖြစ်ဘာဖြစ်မလဲအဲ့တော့မောပန်းတာပင်ပန်းနှွမ်းနေရတယ်ဒါဖြစ်မှာပေါ့เนาะအဲ့တော့ ဟိုစိတ်ပြက်တာတော့မဟုတ်ဘူးဒါပြန်မှန်းတာပဲဖြစ်မယ်ဒီတွေ့ကြောင်မလို့ဟို fatigue ဆိုတဲ့စကားလုံးကတင်တော့ပါ F A T I G U E fatigue number 5 tight clothing can blank blood flow leading to discomfort and potential health issues or tight clothing ကျက်တဲ့အဝတ်အစားတွေပေါ့အရင်တိုးချစ်ထုတ်နေအောင်နော်တခါကျက်ညက်နေအောင်ဝတ်ထားတဲ့အဝတ်အစားမျိုးတွေက can blank blood flow သွေးစီးခြင်းမှုကို blank ဖြစ်စေနိုင်တယ်။အဲ့တော့သွေးကြောတွေအလွယ်တကူမစီးစင်းနိုင်ဘူးနိ။သွေးစီးခြင်းမှုကဘာဖြစ်နိုင်မလဲ။ထိန်းချုပ်တာတော့မဖြစ်နိုင်ဘူးနော် control ဆိုတာထက်ဆိုင်ရင်တော့တခြားစကလုံးစဉ်းစားရမယ်။အဲ့တော့ leading to discomfort တရံတတလည်းမဖြစ်စေဘူး and potential health issues ပြီးတော့တခြားကျန်းမာရေးပြဿနာတွေပေါ့နော်အဲ့ဒါတွေအလားအလာတွေဖြစ်နိုင်တဲ့အလားအလာတွေလည်းရှိတယ်။ အဲ့တော့ဒီလိုမျိုးအရင်ကျက်တဲ့ခါကျတော့သွေးတွေကိုပဲလို့ကျုံတော့ကျုံအောင်လုပ်တဲ့သဘောမျိုးဖြစ်မှာပေါ့နော်ကျုံနေဆိုရယ် constrictor စကလုံးကတက်တော်တယ် c o n s t r i c t constrict number 6 autism is still a blank disorder and we are not sure what causes it အဲ့တော့ autism autism ယောဂတည်းရနော်အဲ့တော့ autism ဆိုတာက is still a blank disorder blank ဖြစ်တဲ့ဒီ ကစင်္ဂလီယာဖြစ်တဲ့ဥစ္စာမျိုးပဲပေါ့အဲ we are not sure which causes it ဘာကအဲ့ဒါကိုဖြစ်စီလဲဆိုတာတေချာမသိဒီနေရာမှာ keywords နဲ့ဆို not sure စမ်းတာတေချာမသိဘူးဆိုရင်တခုခုကိုအလွယ်တကူမသိနိုင်အလွယ်တကူနားမလည်နိုင်ဆိုတာ true ကြလို့စမ်းပြလို့ပဲ true ကြတာစမ်းပြတော့အင်္ဂလိပ်ဘယ်လိုခေါ်လဲ mysterious နော်ဒါကြောင့်မလို့ဒီနေရာမှာ m နဲ့စတဲ့ခါကျရင် mysterious ဆိုတဲ့စကားလုံးလေးသုံးနေပါတယ် m y s t e r i o u s mysterious number 7 economic blank generated high unemployment for the expanded urban class economic plans စီဝါရေး blank က generated ဒီနေ့မှာဖြစ်ပေါ်စီတာပေါ့ high unemployment အလို့လက်မဲ့ဖြစ်တဲ့ဥစ္စာတွေမြန်မာမှုကိုဖြစ်စေတဲ့ for the expanded urban class လိုမျိုးတိုးချဲ့ထားတဲ့မြို့ပြလူတန်းစားအတွက်အလို့လက်မဲ့ကိုဖြစ်ပေါ်စီပါတယ်ဒါဆိုရင်စီဝါရေးပါဖြစ်တာလေ တဖြည်းဖြည်းနဲ့စီးပွားရေးကတခါဝုန်းဆိုပြည်လဲဝါပြူလဲဝါအဲ့လိုမျိုးဆိုတာတက်ဆိုင်တော့တဖြည်းဖြည်းနဲ့ယူရင်းပျက်စီးတဲ့ဥစ္စာမျိုးပေါ့နော်ဒီလိုမျိုးစီးပွားရေးယူရင်းပျက်စီးမှုကိုအင်္ဂလိပ်လို distraction လို့တော့မစင်စမ်းနဲ့ distraction ဆိုတာဟိုပျက်စီးတဲ့သဘောပျက်စီးတဲ့ဆိုတာကပို့ပြီးတော့မြင်မြန်ဆန်ဆန်ဖြစ်တဲ့သဘောပေါ့တဖြည်းဖြည်းနဲ့ယူရင်းပျက်စီးတဲ့သဘောမျိုးဆိုရင်တော့ deterioration ဒီလိုမျိုးပြောမယ် D E T E R I O R A T I O N deterioration ီစကလုံးလေးရွေးချယ်ပြရပါမယ်။ Number 8 Developing a clear marketing strategy is essential for business growth. Uh developing a clear marketing strategy ရှင်းလင်းတဲ့အော်ဒီဈေးကွက်ထိုးဖောက်တဲ့မဟာဗျူဟာပေါ့နော်အဲ့ဒါကိုဖြစ်ပေါ်စေခြင်းက is essential for business growth စီးပွားရေးတိုးတက်မှုအတွက်အော်ဒီနေ့မှာအဖြေလေးထည့်လိုက်မိတယ်ဒီနေ့မှာ SD စပြီးတဲ့စကလုံးပေါ့နော်ဒီလိုလေးဖြေရမယ်အဲ့တော့အဖြေရပါလို့လဲဆို strategy ပေါ့ S T R A T E G Y strategy ဖြစ်ရမှာเนาะဟောအဖြေတစ်ခါရထည့်ပြီးကြည့်လိုက်မိတို့ဖြစ်သွားတယ်။ဟောနံပါတ်9 My uncle who lives in Bergen ဘယ်ကမှာနေရငါ့ရဲ့ဦးလေးဟာတဲ့ sales look at blank to tourists ဒီ key တွေကိုပေါ့เนาะ blank တွေ look at blank တွေကိုရောင်းပါတယ်။အဲ့တော့ဘယ်ကမှာနေရခါကျရွန်းတွေတွေရောင်းမယ်တခြားတဲပကြီးတို့ပေါ့ရောင်းမယ်ဒါမျိုးတွေကိုလက်မှုပစ္စည်းတွေကိုဘာလို့ခေါ်တာလဲ handicraft တို့ခေါ်ပါတယ် H A N D I C R A F T S handicrafts ဒါလေးဖြစ်ရမှာပေါ့ Okay the last one the doctor prescribed a blank remedy to help cleanse the patient's digestive system uh, the doctor prescribed ဆိုရင်ဆရာဝန်ကညွှန်တာပေါ့ညွှန်ကြားတာပေါ့ a blank remedy ဒါ blank နဲ့ဒီလိုမျိုးကုသမှုပေါ့နော် blank C ကိုညွှန်တယ် to help cleanse the patient's digestive system လူနာရဲ့အစာချေစနစ်ကိုတန်ရှင်းစေဖို့အတွက်ဒါဆိုရင်အစာချေစနစ်ကိုတန်ရှင်းစေဖို့ဆိုရင်ဘာလုပ်ပေးဖို့လိုမလဲဝမ်းနှုတ်ပေးဖို့လိုတာပေါ့ဒါကြောင့်မလို့ဒီမှာဆရာဝန်ညွှန်းတဲ့ဆေးဆိုဝမ်းနှုတ်ဆေးပဲဖြစ်ရဝမ်းနှုတ်ဆေးကိုအင်္ဂလိပ်လိုခေါ်လဲ Pagative လို့ခေါ်ပါတယ် P U R G A T I V E Pagative ကျမနော်ဒါ Pagative ကဲလောက်ဆိုင်ဒီစလုံးလေးတိလောက်ပါပြီအဖြေလေးပြန်တိုက်ကြည့်အောင် 1. Well paid 2. Trustworthy 3. interrupt 4 fatigue 5 constrict 6 mysterious 7 deterioration 8 strategy 9 handicrafts and 10 positive ဒါလို့ဆိုရင်ဒီသကလုံးလေးတွေကိုဘယ်လိုမျိုးစဉ်းစားပြီးတော့ပြီးချက်ပြီးတော့เนาะဖြည့်ဆို့ရမလဲဆိုတော့ကောင်းကောင်းနားလေးပြီးလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်